။တက်ဆက်တပြားမှမကုန်ပဲတဘာဝတန်ွေကိုဒီလိုနီနဲ့သုံးကြမယ်။အခုလိုမီးရွေအရန်ပြန်လုံတဲ့အချိန်မျိုးမှာဒီနီလန်လေးရာတကယ်ကိုအသုံးဝင်လာနိုင်ပါတယ်။ပထမဆုံးပလတ်စတစ်ဘူးခက်ကြီးကြီးတစ်လုံးကိုရှာပြီးတော့အဖုံးရဲ့အလယ်မှာ ပေါက်လေးတစ်ပေါက်ဖောက်ပေးရပါမယ်။ပြီးရင်တော့အဲ့ဒီတဲကိုအကျုံးစီသွင်းတဲ့နေရာမှာသုံးတဲ့ plastic ပိုက်ပြော့လေးတစ်ချောင်းကိုထည့်ပြီးတော့အကျုံးဘက်ကနေကော်နဲ့လေလုံအောင်ဖိတ်ပေးရပါမယ်။နောက်ဆင်းနေတဲ့ကတော့ဈေးတရနေမကောင်းတော့တာကြောင့်လွတ်ပြတော့မဲ့အသီးတွေကိုဈေးတတတာနဲ့ဝယ်ဒါမှမဟုတ်အလကားတောင်းပါ။ပြီးရင်တော့အဲ့ဒီအသီးတွေကိုခက်သေးသေးလေးတွေလီးပြီးတော့ ထုံးချောင်းမုံဖြူပေးပြီးအပေါ်ကအဖုံးကိုတေချာလေးလုံအောင်ပြန်ဖုံးပေးပါခုနပိုက်ကိုတော့ထိန်းတဲ့ကရိယာလေးပြန်တက်ပေးပြီးရှင်နေငယ်လောက်အသီးတွေအချင်းဖောက်လာတဲ့အထိစောင့်ပေးရပါမယ်အသီးတွေကပုတ်တိုးပြီးအခုမြင်နေရတဲ့အတိုင်းဖြစ်သွားပြီဆိုရင်တော့အေးဘူးအကြီးတဘူးကိုယူပြီးတော့အဖုံးမှာအပေါက်နှစ်ပေါက်ဖောက်ပေးပါပြီးရင်တော့အဲ့ဒီဘူးတွေကိုရေတဝက်လောက်ဖြည့်ပြီးတော့ခုနအသီးဘူးတွေကပိုက်ရဲနောက်ထပ်ပိုက်တစ်ချောင်းရဲ့ကိုဗီဒီယိုမှာပြထားတဲ့အတိုင်းတက်ပေးပါပြီးရင်တော့အခုလိုမျိုးမိဖို့တတိလေးမ မှာတံပိုင်လေးတစ်ချောင်းကိုပိုင်လေးနဲ့တွဲပေးလိုက်မယ်ဆိုရင်တော့တဘာဝထန်းငွေသုံးပြီးဖို့လေးကိုရရှိမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့လည်းအဆင်ပြေမယ်ဆိုရင်တော့ဒီနည်းလေးကိုစမ်းသုံးကြည့်ကြဖို့အကြံပေးလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။